โอเคဆိုတော့ high school မှာ bio နဲ့ပြီးထားရဆိုဘာ major တွေဆက်တက်လို့ရလဲဘယ်လမ်းကြောင်းတွေဆက်သွားလို့ရလဲဗောနော်နိုင်ငံခြားကိုသွားရင်ပေါ့ study abroad လုပ်ရင်ပေါ့ biology နဲ့သက်ဆိုင်တဲ့ major မှန်သမျှတော့အကုန်သွားလို့ရတယ်ဒါပေမဲ့ကိုသွားမဲ့ college ရဲ့ university တော့အရင်ဆုံးကိုရှောက်မဲ့ qualification လက်ခံလားမလက်ခံလားတော့စုံစမ်းရမယ်ပေါ့နော်တကယ်လို့ကိုသုံးမဲ့ဒီကိုမှရှိတဲ့ qualification နဲ့သူတို့စီမှာလက်ခံတယ်ဆိုရင်တော့ biology နဲ့ပတ်သက်မြ major တွေအများကြီးသွားလို့ရတယ်ပေါ့နော်အဲ college university တစ်ခုနဲ့တစ်ခုကတော့ major နာမည်တွေတော့မတူဘူး biology လို့ရိုးရှင်းပြောတာလည်းရှိတယ်လို့ချောချော biology ဟိုနာမည်တွေကတော့အစုံပဲပေါ့နော်ရှင်းပြဒီ biochemistry တော့ bio engineer biomedical engineer အများကြီးတော့အများကြီးသွားလို့ရပါတော့ဥမာ doctor ဘိုင်းသွားခြင်းလည်းရတယ်ဒီ nursing ဘိုင်းသွားခြင်းလည်းရတယ်အဲဒါမျိုးတွေပေါ့နော်ဒါပေမဲ့ major ဟိုလို A to Z တော့ကျွန်တော်လည်းသိချာတော့မသိဘူးပေါ့နော်ဒီဟာကတော့နာမည်လည်းအရင်ဟို unique မဖြစ်ဘူးဟို collision university တစ်ခုနဲ့တစ်ခုကနာမည်ပေးရတာရာလည်းမတူဘူးသူကတော့ program အရပေးတာဆိုတော့ဒီရှင်းဟိုအလွယ်ပြောအလွယ်ပဲပြောရရင်တော့ဒီ biology နဲ့ပတ်သက်သမျှ major အကုန်လုံးကိုသွားလို့ရပါတော့ career အနေနဲ့ဆိုရင်တော့ major ထက်ပိုများသွားပါလိမ့်မယ်။ရာချီလောက်ကိုရှိရပါတော့ဒီဘက် biology နဲ့ဆိုင်တဲ့ major ရဆိုဒီ biology နည်းနည်းပဲဆိုင်တဲ့ major ဘက်လည်းသွားလို့ရလို့အများနဲ့နည်းနည်းပဲဆိုင်တဲ့အလုပ်ဘက်လည်းသွားလို့ရလို့အများကြီးဆိုင်တဲ့အလုပ်ဘက်လည်းအဲဒါမျိုးတွေတော့ ွားလို့ရပါတော့ဒါပေမဲ့အရေးကြီးဆုံးကတော့ကိုသုံးမဲ့ကိုမှရှိတဲ့ qualification ပေါ့နော်ဒီ college university ရှောက်ဖို့တဲ့ကိုသုံးမဲ့ qualification သူတို့စီမှာလက်ခံလားမလက်ခံလားအရင်စုံစမ်းပါအဲ့လာပြီးတော့မှ major ကိုရွေးလို့ရမှာပဲပေါ့နော်ဆိုတော့ဒီတစ်ချက်လေးကိုတော့ဒါကျောင်း college university ရှာတဲ့အချိန်မှာဒါလေးကိုတော့တတိထားပါပေါ့နော်ဒါလေးဟိုအရင်ရှာပါလို့ပြောချင်ပါတယ်ပေါ့နော်